တော်များရှေ့ကြံကဒါလည်းသူဟာကို KNU ကဝင်ရပိတ်ဆို့တိုက်ခိုင်းကရင်ပြည်နယ်လိုက်ပွဲမြို့နယ်ဒေါ်လာတော်များရှေ့ကြံတော်တရားတော်ချိန်မှာရှိတဲ့ဒါလည်းသူဟာစကံကို KNU ကတိုက်ခိုက်ရမှာစကံမချဖို့စစ်ကောင်စီတပ်တွေကြောင့်ဖြစ်ပေါ်တော့ပြီးခုခံနေတယ်လို့ကရင်စစ်ရေးတရင်ချင်းထံကတည်ရပါတယ်။ဘာအခြေအနေလိုက်ပွဲမြို့နယ်ပန်ချုံမြို့တက်မဟာကုန်းစစ်ရေးလုပ်ရတာအနေနဲ့ကဒါလည်းကြီးရွာကြီးမှာရှိတဲ့သူဟာစကံကိုကရင်မျိုးသားစီယုံ KNU လက်အောက်ခံကရင်မျိုးသားလူမျိုးရေးတပ်မတော် KNA ရေးက ုဒတာဝေးတဲ့ KNDO လို့ကမေလာဘိုးရက်ကစတင်တိုက်ခိုက်နေတာပါ။ထိုင်းနယ်စပ်ကြီးကတဖော်ပြီးပြည်စခန်းကိုတည်ယူလိုက်တဲ့နေမှာပဲ။ညပိုင်းမှာဒါလေပြူဟာစခန်းကို KNU ကတဘာတဲ့တိုက်ခိုက်တာလည်းဖြစ်ပါတယ်။ဒါလည်းပြုဟာစကန်ဟာအဒီဒေတာတွေမှာအကြီးဆုံးစကန်လည်းဖြစ်ပါတယ်စကန်ကို KNU ကဝန်ရံပေးဆိုထားပြီးစစ်ကောင်စီတပ်ဖက်ကလည်းနေစင်ကြီးပါလေးချောင်းကနေပြစ်ခုပေးပြီးတိုက်ခိုက်နေတယ်လို့ဒီရင်စစ်ရေးတရင်မြစ်ကပြောပါတယ်ဘုံကျဲတိုက်ခိုက်မှုတွေနဲ့တိုက်ပွဲတွေကြောင့် ဒါလည်းကြီးွာဒေတာခံရွာလူရွာသားတွေရွာလုံးကျွတ်ပြီးပါဖမ်းပတ်ချမ်းကိုထွက်ပြေးနှိမ်ရှောင်နေကြရတယ်လို့သိရပါတယ်။အခုနဲ့တွဲမှာဘူးလူတို့ခလဲ့တွေမော်ဖားတို့တခေါ်ပြီးကြီးစခန်းတွေကိုတင်ယူထားပြီးဖြစ်ပါတယ်။အဲ့ဒီဒေတာမှာဒါလည်းမြို့ဟာစခန်းပါအောင်မော်ဘိုးကီမဲလာနဲ့နော်ဒီယာတော်စခန်းတို့ကြန့်ရှိနေပါတယ်။ဒါပေမဲ့လက်ချက်တက်စခန်းတွေရှိစစ်ကောင်စီတပ်ကရေပြင်စစ်ကိုမလွတ်နိုင်တော့ပဲလေကြောင်းကြည့်ဖို့ကိုတာပေးနိုင်တော့ရဲ့အခြေအနေဖြစ်နေတယ်လို့ကျင်းရင်စစ်ရေးတရင်ပြည့်ပြပါတယ်။ထိုင်းနယ်စပ်ကြီးက ဒက်စကန်တွေလက်လို့ဆုံးရှုံးတာနဲ့ပတ်သက်ပြီးစစ်ကောင်စီဘက်ကတော့တရားဝင်တရင်ထုတ်ပြန်တာရှိပါဘူး